Hello ဘာလို့မင်္ဂလာပေါင်း United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်နီးပြ Ruben Amorim က The Chelsea နဲ့ပွဲစဉ်တွေပွဲကြိုတင်းတာရှင်းလင်းပွဲလုပ်ထားတယ်ပေါ့လေ။ဒီနေ့မှာဆိုလို့ကျွန်တော်ကစားမားတွေရဲ့ UD ပြဿနာတချို့အပြင်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါကျွန်တော်တို့ပြောထားတယ်။ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆွေးနွေးသွားရအောင်ပါ။ဆိုတော့ပထမဆုံးအနေနဲ့နီးပြ Amorim ပြောတဲ့အတင်းမှာဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့သူပြောထားတာတွေကျွန်တော်ရှိတယ်။သူကပြောထားလေဆိုတော့ဒီလစ် Euro နဲ့ Eden Heaven တို့ဒီနေ့ Chelsea နဲ့ပွဲကိုပါနိုင်မလားဆိုတော့သူမသိသေးဘူးပေါ့နော်။အခုချိန်မှာ ရာဒီရဲ့နောက်ဆုံးပွဲစဉ်ဒီလည်းရှိနေတယ်လို့ယူရိုပါလိဘူလူပွဲကလည်းရှိနေတယ်ပေါ့အဲဒါကြောင့်ကျွန်တော်ဒီနေ့တော့ကစားမားတွေကိုတက်နိုင်သမျှပါနိုင်ဖို့အကောင်းဆုံးတော့ကျွန်တော်ကြိုးစားသွားမယ်ဒီနေ့ပွဲမှာပါဝင်နိုင်ဖို့ကတော့မတိသေးဘူးပေါ့နော်ကစားမားတွေအကုန်လုံးကပြောရမယ်ဒီထပ်ပါတော့လက်ရှိယူရိုပါလိဘူလူပွဲကိုအင်ပလန်ကစားခြင်းကြရတယ်ပေါ့ နော်ဒါအပြင်ချက်စီနဲ့ပွဲစဉ်ကိုလည်းလိုက်ပါနိုင်ပွင့်လားဆိုတော့လေသူကတော့မထင်ဘူးပေါ့နော်ဒံရရနေတဲ့လက်ရှိဒံရကြုံနေရတဲ့ကစားမတွေချက်စီနဲ့ပွဲစဉ်မှာလိုက်ကစားနိုင်မယ်လို့သူမထင်ဘူးပေါ့ဗျာဟိုဒါပေမဲ့လို့ဘိုလူဘဲမှာတော့သူတို့တွေကကစားမတချို့ကတော့ပါဝင်လာနိုင်တဲ့အလားအလာတော့ရှိတယ်ပေါ့နော်ဒီကိုဒါတော့ဆိုလို့ရှိရင်လက်ရှိဘိုလူဘဲကိုပြန်အမိပေါ့နော်ဒါအရင်ကြိုးစားနေတယ်ပေါ့ကစားနိုင်ဖို့ကျွန်တော်ကတော့ဘာရစ်မန်တော့သူမယူခြင်းဘူးအချင်းကြီးအားလုံးကိုသူတေချာတော့စောင့်ကြည့်နေတယ်ဘိုလူဘဲအတွက် အရင်ကြူးစားနေတယ်ပေါ့အကောင်းဆုံးလူစင်းနဲ့ရှင်ပြိုင်နိုင်ဖို့အတွက်ပေါ့ဗျာဆိုတော့ဒါဒီက injury နဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ရရင်အသင်းမှာဘလူးဝဲမှာတော့ကစားမတချို့ထားပါတော့တယောက်နှစ်ယောက်လောက်တော့ပြန်ပြီးတော့အသင်းရဲ့လူစင်းနဲ့မှာပါနိုင်နေဆိုတဲ့သဘောပဲ Chelsea နဲ့ပွဲမှာတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲအတိုင်းပဲမြင်ရမှာဘာမှတော့ကျွန်တော်တွေ့ရအောင်မဟုတ်သေးဘူး WhatsApp နဲ့ကျွန်တော်တူးစီနဲ့ကျွန်တော်ရှုံးတယ်အဲ့ဒီပွဲတင်ကလူစင်းအတိုင်းပဲကျွန်တော်မြင်ရဖို့ရှိတဲ့အနေအထားမျိုးပဲဆိုတော့ဒီလိကောနော် Lenny Yuru ကော Eden Heaven ကောတို့တော့မပါနိုင်ဘူးအဲ့ Eden Heaven ဆိုကြားလာပြီနော်မင်းသိလား အေဒီဟန်ဗင်းဆိုလို့ရှိရင်အဲ့ပေါ်လေသူဖြစ်သွားတဲ့ဒဏ်ရာကလည်းစူးစူးဝါးဝါးဖြစ်သွားတာကိုအေဒီယုံကဒါပေမဲ့လို့အသင်းဘက်ကထုတ်ထားတဲ့ကြေညာချက်တွေကိုကျွန်တော်ကြည့်ရင်သတင်းတွေကိုကျွန်တော် report တွေကိုကျွန်တော်ကြည့်ရင်အေဒီဟန်ဗင်းကအဲ့လောက်ထိမစူးဘူးလို့နော်ပြီးလို့ရှိရင်ပြန်ကစားနိုင်မှုနီးစပ်နေပြီဆိုတဲ့သတင်းတွေကျွန်တော်လွှင့်ထားတာအခုချိန်ထိအေဒီဟန်ဗင်းကမပါနိုင်ဘူးဒါယာတီကကုန်တော့မယ် ဒီကောင်လေးကဟိုစီနီယာအသင်းကြီးမှာပူပေါင်းပြီးတော့ကစားတာတိတ်မကြသေးဘူးတကယ်လို့သူ့ရဲ့ရည်ချင်းကိုကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်ဗျာเนาะအတိုင်းအတာတစ်ခုကြီး listen to marines လို့ဘာလို့မရှိတဲ့အချိန်မှာဟိုသူ့ဟာနဲ့သူအားကိုးရတဲ့အနေအထားတစ်ခုကြီးကျွန်တော်ရှိနေတာနော်တိုင်းမဲ့လို့လည်းရှိမှာအခုချိန်ဒီ Alien Heaven တို့ဘာလို့ကျွန်တော်တို့ဒါပြန်ပြီးတော့မကစားနိုင်သေးဘူးပေါ့နော်ဆိုတော့ဒါကြောင့် Euro ကော D-League ကော Alien Heaven ကော Chelsea နဲ့ပွဲစဉ်မှာပါနေဖို့တော့မရှိဘူးနော်ဒီကိုတားလို့တို့ဘာလို့အပြင်ဒဏ်ရာရနေတဲ့ကစားမတွေကတချို့ကတော့ Europa League ဘိုလ်လူပွဲမှာတော့ကျွန်တော်ပြန်ပြီးတော့ပါနေတယ်ကျွန်တော် Europa League ဘိုလ်လူပွဲက ဒီ Chelsea နဲ့ပွဲစဉ်အပြီးတာ ਨੇ ကျွန်တော်ကကစားရမှာပါနော်ဆိုတော့အတင်းတွက်အဲ့ဒီပွဲစဉ်ဟာအများကြီးအရေးကြီးပါတယ်နော်ကိုဒီတွက်အကယ်လို့မြေယူရိုပါလိမရခဲ့ဘူးဆိုရင်ဒီရာဒီဟာတော်တော်ကိုဟိုဘယ်လိုပြောမလဲမြောင်းနေရောက်မှာဗျာနော်အရာအလုံးကိုကျွန်တော်နေတဲ့ဒါပြောင်းလဲနိုင်စွမ်းရှိတာဒီယူရိုပါလိဖိုင်နယ်ပဲဟိုနော်အဲ့ဒီမှာဘောလူပွဲမှာဖလားရမှာအချိန်ကြီးကောင်းမှာမဟုတ်လို့ရှင်တော့ကိုရီတော့ကိုဘလို့မှလွယ်မကူမနေဘူးပေါ့ဗျာဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်ရှေ့ပွဲသတင်းစာရှင်းလင်းပွဲတော့ငါပေါ့နော် အဲဒီလိုအခြေအနေတွေဆိုလို့ရှိရင်နီးပြအရာတို့ကိုတခြားတယောက်ယူသွားနိုင်မယ်ပေါ့မင်းဒီလိုတွေပြောခဲ့တယ်ဆိုတော့အဲ့ဒါညနေပတ်သက်ပြီးတော့ဘယ်လိုအခြေအနေရှိလဲပေါ့နော်ဘာကြောင့်မရလို့ပြောခဲ့ရတယ်လဲပေါ့နော်ဆိုတော့ကျွန်တော်ဒီကိုရောက်လာခဲ့တဲ့ကပြင်မလားဟူဆန်ဂျင်းနေဒီဆန်ဂျင်းနေအကြောင်းအမြဲတမ်းပြောတယ်ပေါ့နော်ပရီးမီးယားလိမှာမန်ချက်စတာယူနိုက်တက်လိုအသင်မျိုးကဒီလိုရလက်တီရနေတာကိုသူဘာမှမပြောဘဲနဲ့တော့မနေနိုင်ဘူးပေါ့လေလက်လျှော့ဖို့ဆိုတာကတော့သူ့အနေနဲ့အဝေးကြီးမှာပဲရှိသေးတယ်ပေါ့နော်လက်ကတော့လျှော့မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီတက်ပို့ပြီးတော့ကစားပုံကျွန်တော်ကောင်းမရမယ် အဲ့လိုမှမကစားနိုင်ဘူးဆိုလို့ရှိရင်တို့နေရာတွေကိုတခြားတရားတခြားသူတွေနဲ့အစားထိုးပစ်မှာပဲပေါ့ဒါပုံမှန်ပဲဆိုပြီးတော့ပြောထားတယ်ဒီနေရာမှာဗျာကျွန်တော်ပြောချင်တာကတကယ်တွေးကြည့်ဗျာတွေးကြည့်တွေးကြည့်ကျွန်တော်တို့ကတော့ဘယ်တော့ကျွန်တော်ကတော့တိတ်တော့အပြည့်တော့မမြင်လို့ပါဘူးနီးပြားနဲ့ပတ်သက်လို့ရှိရင်ထားပါတော့ယာဒီအလေကြီးသူရောက်လာရတယ်။ဘာယာဒီကျိုးပြင်ဆင်မှုမှမရှိဘဲနဲ့သူရောက်လာရတယ်။အသင်းဘက်က4 backs အတွက်တည်ထားတဲ့ system မှာ3 back နီးပြားကိုကျွန်တော်တို့ခေါ်တယ်။နော်အဲရီတန်ဟာရဲ့လက်အောက်မှာသူက4 back နဲ့ကစားလေးရှိတယ်။ နော်အဲ့လေဖိုးမန်းနဲ့ကစားလေးရှိတဲ့နေရာမှာကျွန်တော်တို့ edit high လက်အောင်မှာကစားမတွေရာကြောကြာကြောတန်းချောက်ရတော့ကျွန်တော်တို့တုံးနေမြန်နောက်ထပ်နီးပြားတယောက်ပြောင်းတော့ကျွန်တော်တို့ကျွန်တော်3ဘက်နီးပြားကိုကျွန်တော်ခေါ်တယ်ကြီးနေနီးပြားကိုခေါ်တယ်ဒါအပြင်ကျွန်တော်အိပြောင်းရွှေ့မာလေး battery တူဘူးတော့ကလွှဲရင်ဘယ်ကစားမှမကျွန်တော်အစားထုတ်မပေးနိုင်ဘူးဒါအပြင်ကိုရီမာရှိတဲ့ Anthony Santos တို့ Jaden Sancho တို့ Marcus Rashford တို့ Malacia တို့ဒီလိုကစားမတွေကိုကျွန်တော်အငှားနေလက်လှုပ်တယ်ပြန်အစားထုတ်ပေးတာဆိုတော့နော်တူတူကြီးကြီးကျွန်တော်မရှိဘူးနော်အဲ့လိုမျိုးဆိုတော့အသင်းကဘလူးမန်ဒီနီးပြားရဲ့လက်အောက်မှာကောင်းလာဖို့အခြေအနေကမရှိဘူး တကယ်လည်းကောင်းမလာဘူးသို့တော်လည်းပဲမိမင်းကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီအဆင့်16အဆင့်19ဆိုတာမျိုးကြီးကဘယ်လုံးမှလက်ခံလို့ရတဲ့အရာမျိုးကြီးဟုတ်မနေဘူးမင်းရှိမှဗျာနီးပြတွေစုပ်ပြတ်တက်ခဲ့ပါတယ်ဆိုတဲ့နီးပြတွေအောက်မှာတော့မှဒါမျိုးမမြင်ရဘူး AC Milan တို့ဘာလို့သူတို့ရဲ့ Italy Serie A မှာဒါမျိုးမမြင်ရဘူး AC Milan တို့ဆိုလို့ရှိရင်ပြန်တွေးကြည့်ရင်ဒါကောင်းနေတဲ့အသင်းတွေမှာမပါသေးဘူးเนาะတော်တော်ကိုကျသွားတာအခုချိန်ကြီးပြန်ပြီးတော့ဥမမောနိုင်နေဘူး Inter ကတော့သူ့လက်ရှိမှာဥမမောနေပြီဒါပေမဲ့လို့ AC တို့ကအဲ့လိုမျိုးတအားကိုကျနေတာဒါပေမဲ့ဘယ်လုံးမှအဆင့်16ဆက်ကုန်မရဘူး နော်ကျွန်တော်တို့လက်ရှိဟိုဗာလေဘိုင်းမြူနစ်တို့ဗာတို့ထားပါတော့ဗျာဒါသူတို့ကတော့ညီကလူမြင်ပါဗောနော်ဒါတကောင်းနေပြည့်တဲ့ league တို့ဗာတို့မြင်ပါဗောနော်ဒါအပြင်စပိန်လာလီဂါတို့ဗာတို့နော်အနည်းဆုံး premier league တို့ဗာတို့နော်အာဆင်နယ်တိုက်ပတ်တဲ့ဘယ်တော့မှဆက်ရောက်ဆက်ခွင့်မရဘူးအာဆင်နယ်တိုက်ပတ်ခဲ့တဲ့ယာတီတွေကျွန်တော်တို့ရှိတယ်လीနော်ဘယ်တော့မှဆက်ရောက်ဆက်ခွင့်မရဘူး Manchester City တိုက်ပတ်တယ်ဆိုတော့မှ Champions League ဝင်ခွင့်ကအပါလေးရယ်လီဗာပူးသင်းတိုက်ပတ်တဲ့ကာလတွေကျွန်တော်တို့ရှိတယ်ဟာနှစ်30မရဖလားမရဘူးလို့ဗာတို့ပြောကြတယ်ဘယ်တော့မှတော့ဆူဆူဝါမဖြစ်ဘူး ဘူဒီမန်ချက်စတာယူနိုက်တက်လည်း၈နှစ်တည်းမှာဘယ်တော့မှတလောက်စူးစူးဟိုးဝါမဖြစ်ဘူး။ဒါနဲ့တန်းချိနေတဲ့နေပို့ပို့ပြီးတော့စိုးလာတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်။ဟိုသူတို့ဟိုကောင်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်လူသားထိုးခံမှာပဲပေါ့။တကယ်လည်းပဲအမှန်တမ်းပြောရင်အဲ့ဒါကြီးကအမ်မိုရီနိုဘာလို့လဲစိတ်ပူစရာကြီးဖြစ်နေတာ။သူတို့ရောက်မန်ချက်စတာယူနိုက်တက်ကိုအမ်မိုရီနိုရောက်တဲ့ချိန်အဆလို့အခုချိန်ကြီးဘာတူးတက်လာတယ်လဲ။ဘာတူးတက်လာတယ်လဲကျွန်တော်ပြောရင်ဘာမှတူးတက်မလာဘူးဗျာ။ဒီနေရာမှာနီးပြားတွေကြီးပဲအပြစ်ထိုင်ပြောဖို့ကတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်။ကစားမားတွေအနေနဲ့တယောက်ချင်းမှားတာတွေရောဘာတွေရောအပါဝင်ကစားမားတွေကအများကြီးပို့ပြီးတော့လက်ရှိ ကြုံနေရတဲ့အရာတွေတဲ့ပိုပြီးတောင်ဝင်ယူရမလို့ကျွန်တော်ဖြစ်နေတယ်ဒါပေမဲ့တည်ကြတာတစ်ခုကတော့ဒီပြန်နီးပြားတယောက်မှာကတော့အကုန်တောင်ဝင်ရှိတာပေါ့ဗျာဟုတ်တယ်မလားနော်နီးပြားတွေကအရာရာကိုတခြားသိနေသလိုရှိရင်ချက်ချင်းစုသူလိုတက်လာကြတော့အသိတွေကတအားကောင်းပြီးတော့ဒါပေမဲ့ကိုရီကျတော့အာမန်ကိုတွတ်တက်မလာသေးဘူးဘယ်နီးပြားပဲကျွန်တော်တို့ကခေါ်ခေါ်အဟကိုခံတော့လေဒီတိုင်းပဲနော်ပထမဆုံးຢာဒီပဲနော်နောက်ຢာဒီကြတော့လေဒီတိုင်းပဲတခြားနီးပြားတွေဆိုတော့ဒီတိုင်းပဲတို့ကကောင်းမလို့ကောင်းမလို့ ਨੇ ပူပူပြီးတော့စိုးနေကြတာဒါကြောင့် သူတို့သာပိုကောင်းအောင်မကစားနိုင်ဘူးဆိုလို့ရင်သူတို့နေရာတွေကိုစားထိုးပြစ်မှလို့ဆိုပြီးပြောနေတာဒါပါပါပေါ့ဗျာနော်ဆိုတော့တကယ်တမ်းကိုရီယူနိုက်တက်ကလည်းအခုခုဆိုလို့ချင်းကျွန်တော်တို့ကဗျာပြစ်သားရမယ်ပြည်တယ်မလားပြစ်သားရမယ်ကျွန်တော်တို့ဒီ Chelsea နဲ့ Chelsea နဲ့ပါတဲ့ဒီ Graham Potter ရဲ့ကာလလို့ကျွန်တော်တို့ကဖြစ်နေတာနော်ခရစ်ချီတီချာဘောက်ကတော့တီတီချာချာသူတို့တကူတော့ဆုံးဖြတ်ရတော့မယ်ဒါတွေဆက်ပြီးတော့ဖြစ်လာမယ်တော့ကျွန်တော်တို့ကြည့်ရမယ်အဲမျိုးကျွန်တော်တို့ရဲ့လက်ရှိအဆင့်16ဆိုတာမျိုးကအလုံးမန့်ကိုအတင်းချီနေမှာလုံးဝလက်ခံစရာနော်ကျွန်တော်တို့ဒါမရှိတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာဟုတ်နော် ဒါကြောင့်လက်ရှိတော့ဒီမှာနီးပြကတော့သူတို့သာပူကောင်းအောင်မကစားနိုင်ဘူးဆိုလို့ရှိရင်အတင်းဟာအစားထိုးပြစ်မှာပဲပေါ့ဗျာဒါကြောင့်ရှီပွဲရဲ့တင်းစားရှင်းလေးပုံမှာတော့ဒါမျိုးပြောခဲ့တယ်ဆိုတာကိုပြောသွားတာယူရိုကဖိုင်နယ်မှာမပါဘူးအတွက်ပဲတော်တော်လေးတည်ကြသွားပြီလို့တော့ထင်တယ်ဗျာတဲ့နော်အဲဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေနီးပြကိုယ်တိုင်ကတော့အခုချိန်ကြီးတည်တယ်မလားနော်အော်ဘယ်လိုပြောလို့အတိုင်းတာတစ်ခုဒီအဲတည်တည်ချာချာကြီးသူတို့ဘက်ကပေါ့နော်ပြောလာတာမှကျွန်တော်မရှိသေးတာဟုတ်တယ်မလားနော် ဲညပြကိုတိုင်းကောအသင်းဘက်ကကောယူရိုပါမင်းပါမင်းမင်းပါမယ်မပါမင်းမင်းမပါဘူးဆိုတဲ့အကြောင်းကြီးကျွန်တော်နေနေပေါ့နော်တေချာမပြောသေးဘူးဆိုတော့အခါကျတော့အဲ့နာတကူဒီစောင့်ကြည့်ရမှာပေါ့လေကျွန်တော်ချဲစီနဲ့ပွဲကတော့တေချာဘာမပါဘူးခုနကပြောတဲ့ကစားမတွေဂျူရိုတို့ဒီလစ်တို့အေဒင်ဟေဗင်တို့ဒီဂိုဒါလိုတို့နော်ဒီကစားမတွေကကျွန်တော်တေချာဘာမပါဘူးနော်ပြီးလို့ရှိရင်ဇစ်ဇီတို့အဲမဲ့တို့ဘောလူပွဲကြလို့ရှိရင်တော့တချို့ကစားမတွေပြန်ပါမယ်လို့သူပြောထားတော့ဘယ်သူတွေမှဖြစ်မလဲပေါ့ဗျာကျွန်တော်ကနောက်တန်းနေလိုနေတာဟုတ်နော်နောက်တန်းကအကြီးကြီးလိုနေတာအခုနောက်တန်းဆိုလို့ရှိရင်ဘယ်သူမှရှိတာမဟုတ်ဘူး ဘယ်သူရှိလဲနောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မှာဟိုမကွိုင်းရရှိမယ်ဗျာเนาะပြီးရင်ဗျာအဲဗာလဲမာစတာဝီကျွန်တော်တို့ရှိမယ်ဗျာเนาะလင်ဒီလော့ရှိမယ်ဗျာဘာမှလုပ်မရအောင်ဒါနဲ့ကဒီလားဘာမှလုပ်မရအောင်ဆိုတော့ခန်းစစ်ကကျွန်တော်တို့လိုတယ်ယူရိုဒီလစ်နှစ်ယောက်တည်းကတစ်ယောက်ကတော့ကျွန်တော်တို့လိုတယ်ဗျာအနည်းဆုံးနှစ်ယောက်တည်းကတစ်ယောက်ကတော့ကျွန်တော်ပြန်လာနိုင်မှကျွန်တော်ရမှာမဟုတ်လို့ရှိရင်ယူရိုပါလိဖိုင်နယ်ကဘာမှလုပ်လို့ကျွန်တော်တို့လုပ်လို့ရမှာမဟုတ်ဘာမှလုပ်လို့ကျွန်တော်ရမှာမဟုတ်เนาะချက်စီနဲ့ပွဲစီမှာဗျာတဲ့เนาะအဲ ဆိုရောအာမတ်တို့ရယ်နော်ကက်စမဲရိုတို့ခေါင်းကြီးတို့ဘရူနိုတို့ကိုတေချာအနာပေးထားရင် ကောင်းမယ်တဲ့နော်ထည့်မထားရင်ကောင်းမယ်တဲ့ကျွန်တော်ထည့်မယ်ထင်ပါတယ်ထည့်မယ်ထင်ပါတယ်အထူးသဖြင့်ဂျားထဲမှာလည်း9ရက်တည်းရခဲ့တယ်ဒီပွဲပြီးရင်လည်းပဲယူရိုပါလိဖိုင်နယ်မတိုင်ခင်မှာ9ရက်တည်းရအောင်မယ်ဆိုတော့နီးပြကတော့ထည့်မှာပါနော်နီးပြကတော့ထည့်မှာပါရိုဒရီဂိုကိုခေါ်နိုင်လာတဲ့မန်ချက်စတာစီးတီးကခေါ်ချင်နေတယ်ထင်တယ်ဗျာရိုဒရီဂိုကတော့ပြောင်းနိုင်မယ်လို့မထင်ပါဘူးရီယယ်မက်ထရစ်ကနေပြီးတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါဆိုတော့ဟိုဒါဝန်ထမ်းတွေကိုလက်မှတ်ထိုးပြီးတာဒါဒါထားတော့နော် United ကိုပေါ့နော် Europa League ရယူပေးဘူးတဲ့နီးပြမော်ရင်ဟိုနဲ့ပတ်သက်ပြီးတော့လေသူပြောတော့ဟိုကျွန်တော်မော်ရင်ဟိုနဲ့စကားမပြောပြသေးဘူးပေါ့နော်တခုခုကိုအနိုင်ရပြီးတော့ပရိသတ်တွေကိုတခုခုပေးနိုင်တာကကျွန်တော်တို့အတွက်အရင်ကောင်းတဲ့အရာဖြစ်တယ်ပေါ့ဗျာကျွန်တော်ကဟိုစီးမော်ရင်လိုလည်းဖြစ်ဖြစ်ချားမန်နေဂျာတယောက်ရဲ့နေရာကိုဆက်ခံတာပဲဖြစ်ဖြစ်အရေးမကြီးဘူးပေါ့နော်အရေးကြီးဆုံးနေရာကဒီစုဖလားကကျွန်တော်သွားကျင်တဲ့ထိပ်ပန်းနေရာအတွက်ပြန်ရောက်ဖို့အကူအညီပေးနိုင်တယ်ဆိုတာပါပဲပေါ့နော်အဲ့ဒါကိုပြောချင်တာဗျာ Europa League ကြီးအရေးကြီးတယ် ။အချို့ကတော့ကျတော့ Europa League ကစပါးအတွက်ပဲရေးကြီးတယ်ထင်ကြတယ်။ဘာလို့လဲဆိုတော့စပါးကဖလားမရတာနှစ်ပေါင်း90ရှိပြီးဒီကောင်လေးနော်ဟိုဥရောပဖလားမရယူဘူးသေးဘူးဘာညာဒါမျိုးတွေကျွန်တော်ရှောက်ပြောကြပြီးတော့နော်အားလုံးကစပါးအတွက်ပဲရေးကြီးတယ်ထင်နေကြတာ။နော်ကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ဒီ Europa League ဖလားအများကြီးရေးကြီးပါတယ်။မိမိဘယ်ဖလားတွေဘယ်နှလုံးရထားလို့နေနေဒီယာဒီမာတွေလို့အချင်းညို့နဲ့နောက်ရသည့်အရာအားလုံးအဆင်ပြေဖို့ဆိုရင်နော်ကျွန်တော်ဒီဖလားဟာဒီယာဒီမာအင်မတန်ရေးကြီးပါတယ်။ဒီယာဒီမာအင်မတန်ရေးကြီးပါတယ်။ကျွန်တော်ဒါမှ Champions League ဝင်ခွင့်ကကျွန်တော်ရနိုင်မှာ ချန်ပီယံစ်လိဝင်ခွင့်ရမှာကျွန်တော်ဝင်ငွေကြီးကောင်းမှာနော်ချန်ပီယံစ်လိဝင်ငွေဝင်ငွေကောင်းမှာကစားမတွေဘာတွေကိုကျွန်တော်ဒါအပြောင်းလဲတွေဘာတွေကောင်းကောင်းလုပ်နိုင်မှာချန်ပီယံစ်လိဝင်ခွင့်ရမှာနော်ကစားမတွေကချန်ပီယံစ်လိဝင်ခွင့်ရတော့ကန်ကြီးစိတ်လာကြီးစိတ်ကျွန်တော်ရှိတာနော်တခြားအသင်းတွေနဲ့အပြိုင်ကျူးမဲ့ပြီးတော့ခေါ်တဲ့နေရာမှာလည်းအဆင်ပြေတာယူရိုပါလီပလာမန်ချက်စတာယူနိုက်တက်တွေအများကြီးအရေးကြီးပါတယ်အများကြီးကျွန်တော်အရေးကြီးပါတယ်နော်ဖိုင်နယ်မှာပေါ့နော်မနိုင်ခဲ့လို့ရှိရင်ရောက်လာမယ့် PR တွေအပေါ်ပေါ့ကျွန်တော်ကတော့ပြရတယ်မနိုင်ဘာတွေဆက်ဖြစ်ပေါ့နော်ဘာတွေဆက်ဖြစ်မလဲဆိုတော့ရှင်းနေပေါ့နော်ကျွန်တော်မနိုင်ဘာတွေဆက်ဖြစ်မလဲဆိုတော့ရှင်းနေပေါ့ဗျာ ဒါပေမဲ့ကျွန်တော်အဲ့လိုအခြေအနေမျိုးကိုတော့မှတွေးတော်မထားဘူးပေါ့နော်အသင်းကဘလူးဝဲတွေကိုကောင်းကောင်းဖျက်ချော်နိုင်တဲ့ဒီအကြောင်းတွေအချိန်ချင်းတက်တည်ပြထားပြီးသားဖြစ်တယ်ပေါ့ကစားမားတွေကလည်းအတွေ့အကြုံအများကြီးတဲ့ကစားမားတွေဖြစ်တယ်အရေးကြီးတဲ့ပွဲတွေမှာအသင်းရှိနေကစားမားတွေပေါ့နော်ဒီကစားမားတွေကတက်တည်ပြပြီးသားသူတွေဖြစ်တယ်ပေါ့နော်အဲ့ဒီပွဲအတွက်လည်းကျွန်တော်အဆင်သင့်ပဲပေါ့နော်ဒါကိုသူပြောထားတယ်ကျွန်တော်ကတော့ဗျာနော်ဟိုမယုံဘူးတော့ဒါပြင်သူဆက်ပြောရသေးတယ်ကစားမပွားတော့ငါပေါ့နော်အဲ့ဒီဘိုလူပွဲမှာကစားခဲ့ဘူးတယ်ပေါ့ဒီယူရိုပါလိဘိုလူပွဲမှာပေါ့နော် စီဗီလာကိုသူတို့တွေရှုံးခဲ့တာထင်ပါတော့အဲစီဗီလာကိုသူရှုံးခဲ့တယ်ပေါ့နော်ဘယ်သူမှမကျွန်တော်တို့ကိုကက်ဖိုင်နယ်လစ်လို့မပြောဘူးပေါ့နော်အခုပွဲကတော့ဘာပဲဖြစ်ဖြစ်နိုင်အောင်ကျွန်တော်ကြိုးစားရမယ်မဟုတ်လို့ရှိရင်ပေါ့နော်အဲခန်းစားချက်ကနော်ဒါဒီဒီချိန်ထိရောက်လာကြဒီမနဲ့ဖူးပေါ့ဗျာနော်ဆိုတော့အဲကြောင့်ကစားမားတွေကိုပေးခြင်းနဲ့မက်ဆီကတော့ရှင်းတယ်နိုင်အောင်ကစားမဟုတ်ရင်ဘာမှမတူဘူးဒါပဲပေါ့ပေးကြတယ်မဟုတ်ရင်ဘာမှမတူမြင့်မမြင့်ယူရိုပါလိမ့်မှာနော်ရှုံးပွဲမရှိဘဲနဲ့ဗနက်ပွဲအထိတက်လာတဲ့ဖိုင်နယ်အထိတက်လာတဲ့ဘာပဲဖြစ်ဖြစ်ဗျာမင်းတို့ကိုအားလုံးကမှတ်မိမှာကမင်းတို့ဖလားရလားမရဘူးလားဆိုတာပဲ ရှုံးပွဲမရှိနေပဲတက်လာတက်လာနော်မဲမဲရှုံးပြီးတော့ပဲတက်လာတက်လာကုလိုကန်လန်တက်လာတက်ကြိုက်တယ်လို့တက်ဖလားမရရဲ့အလကားပဲဖလားမရရဲ့အလကားပဲပူဆူးမာကယူရိုပါလိဖလားရအောင်မယူနိုင်ခဲ့ဘူးဆိုရင်ပရီးမီးယားလိဂ်ကိုရက်တီတဲ့အချိန်ကြီးကပူပြီးတော့ဆိုးသွားမယ်အဆင့်16နေပြန်စဉ်းစားကြည့်ဘာမှလည်းတရားစီလုံးအနေထားအောင်မြင်မှုလည်းမရှိဘူးဘာကျင်းနေစရာဘာတိုးတက်မှုမှလည်းကျွန်တော်မရှိဘူးပရီးမီးယားလိဂ်အဆင့်အတန်းကိုကြည့်တော့လေအဆင့်16တဲ့ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ကျင်းနေစရာရှိမလဲရောက်ပါတော့ နှစ်သင်းနဲ့ကတစ်သင်းကဖလားတစ်ခုရတယ်အဲ့ယူရိုပါလီဖလားရတယ်ဆိုအဲ့သင်းကတော်တော်ကြီးကိုအချိန်ကြီးကောင်းသွားမှာချန်ပီယံစ်လိဂ်ဝင်ခွင့်တွေပါဟိုင်းနေဒါပေမဲ့တစ်သင်းကဖလားမရဘူးဆိုတော့တစ်သင်းကတော့မင်းသွားပြီပဲမင်းသွားပြီပဲမင်းတိုင်ပက်ပြီပဲစပါးကတော့ကိုဒီဘက်မှာတိတ်ကယူဆိုင်ချင်မှာဆိုက်ကြမယ်ဗျာဒီလားနော်ဟိုလူရောက်လို့ဒါပေမဲ့မန်ချက်စတာနဲ့တင်ကြတော့အဲ့လိုမဟုတ်တော့ဘူးနော်စဉ်းစားကြည့်နော်ဘာဖလားမန်ဘာအောင်မြင်မှုမလဲမရဘူးအဆင့်ကလည်း16တဲ့ဆိုလို့ရှင်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့အချိန်ကြီးကောင်းမလဲ အဲ့လိုတော့ကျွန်တော်ရှိတယ်နော်။အဲကြောင့်ကျွန်တော် Europa League Final မှာဖလားမရဘူးဆိုလို့ရင်မြေပြင်ဘလူပဲရှုံးဝဲမရှိဘူးဆိုပြီးတော့ပဲတက်လာတက်လာအရာအလုံးမှာအလကားပဲ။ဟောဒါအပြင် तू ကတော့ကစားမားတွေကအထွေကြုံရှိပြီးသားပေါ့နော်။ကစားမားတွေကအထွေကြုံရှိပြီးသား तू ယုံကြည်တယ်ပေါ့ဗျာ။ဒီကစားမားတွေက Final တွေပါလေအထွေကြုံရှိပြီးသားဖြစ်တယ်လို့ပြောထားတယ်။ကျွန်တော်တော့ဗျာမယုံဘူးမယုံဘူးဆိုတာတက်စမဲတို့တို့လည်း Champions League တွေယူထားတာပဲ။နော်။ Fernandez တို့ဆိုလို့ရင်လည်း Final တွေကစားထားတာပဲ။ဒါအပြင်ဘလူဖလားတွေလည်းရထားတာပဲ။ဦးနန်းနာတို့ဆိုလို့ရင်လည်း Champions League ဘလူဝဲတွေကစားထားတာပဲ။ ချားကစားမရတဲ့ဒီတိုင်းမြေအတန်းတန်တခုတွေသူကနေသူရေးကြည့်တဲ့ပွဲတွေစားဘူးတယ်အဲဘသူ့ကိုကျွန်တော်ယုံရတယ်ဘသူ့ကိုယုံရတယ်အတင်းကအချင်းချင်းကောင်းနေပါပြီဆိုတဲ့အချိန်မှာဂူသမားအမြန်ထဖောက်လိုက်မလားနောက်တန်းကအမြန်ထဖောက်လိုက်မလားတိုင်မှုတွေကကျွန်တော်စိတ်ပူပါသေးတယ်အခုကသူများအတင်းကိုစိတ်မပူပါဘူးပြသေးလားကိုရီကိုရီကိုရီအတင်းကိုပဲစိတ်ပူနေရတာအာကိုတင်းကဘယ်ကောင်းတော့ဘလူးမီးမားမှားလိုက်မလဲဘလူးမီးမားတိုင်ပတ်လိုက်မလဲဒါပဲကျွန်တော်ကကြည်နေရတာအဲ့အမိုရင်းကတော့သူယုံကြည်ကြောင်းပြောထားတယ်ပေါ့ဗျာကစားမရင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်ကျွန်တော်ပြိတ္တိတွေကတော့ဘယ်သူမှမယုံကြည်တယ်လို့ကျွန်တော်မထင်ဘူး နော်အမ်မိုနီယာလည်းအားနာလို့သာပြောနေရတဲ့အခြေအနေမျိုးမှာရှိတယ်သူကစားမတွေကိုယုံကြည်တယ်ဆိုတာဆိုတော့စောင့်တော့ကျွန်တော်ကြည့်ရပါမယ်အဓိကတော့ Chelsea နဲ့ပွဲစဉ်မှာ injury ပြဿနာတွေလောက်ကလွှင့်ကျွန်တော်ထူးထူးခြားခြားကြီးတော့သူပြောမထားပါဘူး final မှာလည်းဒီလစ်နဲ့ယူရိုတို့ပါနေလောက်လားတဲ့မတိသေးပါဘူးဆီသမိုင်းနော်အမ်မိုရင်ကိုရန်ကိုကအခုချိန်မှာဘာမှမတိသေးဘူးလို့ပြောထားတော့မှအဲဆိုတော့ကျေးဇူးများတယ်ပါတယ်အဲတစင်ချင်းကျွန်တော်ကပြောရတယ်ဖိဖိချင်းသွားမှာတယ်နော်ဘယ်နော်ဘယ်ဦးတစင်ချင်းသွားမှာတော့ကျွန်တော်တို့တစင်ချင်းသွားအောင်လည်းမနေတော့ဘူးလीနော် ဟောကျွန်တော်တို့တစ်ဆင့်ချင်းပဲဖြစ်ဖြစ်နှစ်ဆင့်ချင်းပဲဖြစ်ဖြစ်အရာအလုံးကပူကောင်းလာဖို့ကျွန်တော်လိုတယ်။ high level ကုသညီထွက်ကလေးကကျွန်တော်ဒါတစ်ဆင့်ချင်းသွားနေတာပဲအခုချိန်ကြီးကျွန်တော်ဘာမှမဟုတ်သေးဘူးနော်။ Okay ဆိုတော့ချစ်သူများဒီမှာလည်းချစ်သူများဒီမှာလည်းအဲဆိုတော့လက်ရှိတော့ဒီကျွန်တော်တို့ဒါကြည့်နေတဲ့ညိုတွေရော900ကျော်ရှိပါတယ်။ကျောက်ချင်းစီတန်းကိုကျေးဇူးပါဆိုတော့ performance ချက်မှာကျွန်တော်ဒီနေ့ဒါ premier league ပွဲစဉ်တွေရှိတယ်ဆိုတဲ့ခါကျတော့ premier league ပွဲကြိုးသွင်းတဲ့ချက်ကြီးကျွန်တော်လှုပ်သွားပါမယ်။ဆိုတော့စောင့်ကြည့်ပေးကြဖို့လည်းမျှော်လင့်ပါတယ်။ကြည့်ချူအားပေးတဲ့ညီကများလုံးကိုချစ်သူများဒီမှာလည်းနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။